ကျမရေးကိုလေးလာလိုက်စားတယ်ကျမရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကျမမိတ်ဆွေများရှင်အချိန်တိုတိုတွင်းမှာစွမ်းအင်ပြိတ်ဘိုက်ဝကျမချမ်းသာခြင်းတွေလူချင်းနေဆိုရင်ဘာစားသင့်လဲသိပါလားရှင်အထီးကတော့မပြောသေးပါပဲရှင်ဒါကြောင့်ဒီပို့စလေးမှာ ကျမရဲ့မိတ်ဆွေတွေကိုမပြောသေးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများအကြောင်းကိုစူးစိလေးလာတင်ပြပေးသွားပါမယ်ရှင်နံပါတ်1 ြောသည့်စာသုံးခြင်းဟာကျမတို့ရဲ့ခန္ဓာကိုယ်စွမ်းအင်တွေကိုချက်ချင်းပြန်ဖြည့်ပေးနိုင်စွမ်းရှိပါလိမ့်ရှင်။အပြောသည့်ရဲ့သဘာဝတရားဓာတ်ကအာအင်ကိုချက်ချင်းဖြည့်စေပါလိမ့်ရှင်။ဒါကြောင့်မို့ကျမရဲ့မိတ်ဆွေတွေကခြေမသွားခင်ပဲဖြစ်ဖြစ်လုံမဆခင်ပဲဖြစ်ဖြစ်အပြောသည့်တလုံးကိုအမြန်စားသုံးလိုက်ခြင်းဟာအပြင်ခန္ဓာကိုယ်ရဲ့စွမ်းအင်ကိုချက်ချင်းရရှိမှာဖြစ်ပါလိမ့်ရှင်။နံပါတ်1ချက်ကတော့ငပြောသည့်စားသုံးခြင်းဟာ နှလုံးကျန်းမာရေးအတွက်လွန်ကောင်းမွန်စေပါလေရှင်။မပြောသီးမှာပိုတက်ဆီယမ်အပြည့်ပါတဲ့အတွက်ကြောင့်မလို့နှလုံးကျန်းမာရေးကိုအထောက်ပံ့ပေးပါလေရှင်။သွေးပေါင်ခြင်းကိုလည်းထိန်းချုပ်ပေးပြီးတော့နှလုံးခုန်နှုန်းပုံမှန်ဖြစ်အောင်ကူညီပေးနိုင်ပါလေရှင်။တတိယချက်အနေနဲ့ကတော့မပြောသီးစားသုံးခြင်းဖြင့်အစာချေပြတ်မှုအားကောင်းစေပါလေရှင်။ မပြောသည်မှာအမြင်တက်များတဲ့အတွက်ကြောင့်ပူလန်းချောင်းကိုတန့်စင်စေပြီးတော့ ဝင်းချုပ်တာကိုလည်းကာခွယ်ပေးပါတယ်ရှင်။အပြောသည်စားထားရင်ဘိုက်ပြည့်စင်နေတဲ့အတွက်ကြောင့်မလို့ကိုယ်လေးချိန်ထိန်းသူတွေအတွက်လည်းအဆင်ပြေပါတယ်ရှင်။ဒါ့အပြင်ငပြောသည်စားသုံးခြင်းဖြင့်လည်းစိတ်ပြည့်စည်မှုကိုလျှော့ချပေးနိုင်ပါတယ်ရှင်။မပြောသည်မှာပါတဲ့ tryptophan ဓာတ်ကလူရဲ့စိတ်ကိုပျော်ရွှင်စေတယ် serotonin ကိုထုတ်လုပ်ပေးဖို့အကူအညီပေးပါတယ်ရှင်။ တနည်းပြောရရင်တော့စိတ်ဖိစီးမှုတွေကိုရော့ကျသွားစေတာပေါ့ရှင်။နောက်ဆုံးချက်အနေနဲ့ကတော့အပျော်သီးမှဗိုက်တာမင် B6 ဓာတ်ကျွဲဝါစွာပါဝင်နေပါတယ်ရှင်။အပျော်သီးမှဗိုက်တာမင် B6 ကျွဲဝါစွာပါဝင်တဲ့အတွက်ကြောင့်အုံနောက်စွမ်းဆောင်ရည်ကိုကောင်းမွန်စေပြီးတော့သွေးနှီးဥတွေထုတ်လုပ်မှုကိုလည်းအားပေးပါတယ်ရှင်။ ကဲဒါဆိုရင်ကျမမိတ်ဆွေတွေငပြောသီးစားသုံးခြင်းကြောင့်ကိုကန်ဆွမ်းအင်းတွေကောင်းမွန်လာမယ်နှလုံးကျန်းမာရေးကောင်းမွန်လာမယ်အစာချေပြည့်မှုတွေကောင်းလာမယ်စိတ်ပျော်ရွှင်မှုတွေရလာမယ်ဒီလောက်တောင်ကောင်းနေငပြောသီးစားသုံးခြင်းအကျိုးကျေးဇူးတွေရှိနေမှာတော့ငပြောသီးစားဖို့မမေ့ပါနဲ့နော်ကဲအခုဆိုရင်ငပြောတိမရရှိတဲ့အံ့ဩဖွယ်ရာအတူတူစီတွေအကြောင်းကိုကျွန်မမိတ်ဆွေတွေအတွက်စေတနာပြေဝါနဲ့လိလတင်ပြပေးလိုက်ရပါတယ်ရှင် ကျမရဲ့ post လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် subscribe and like လေးလုပ်ပေးခဲ့ပါရှင် share လုပ်ဖို့လည်းမမေ့ပါနဲ့เนาะနောက် post တွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမမိတ်ဆွေများအားလုံးမပြောသင့်စာသုံးခြင်းဖြင့်သက်ရှိချမ်းမှာစိတ်ချမ်းသာကြပါစေရှင်